ပြရိုက်နန်းစင်ရတနာကိုခံရမှုဒေါ်လာတန်းတရာဖို့ရှိနိုင်ပြည်ထောင်နိုင်ငံပါရီမျိုးတော်ကရဲတင်းလာတဲ့ပေါထွင်းမှုတွင်ဆုံးရှုံးခဲ့ရတဲ့နန်းစင်ရတနာတွေရဲ့တန်ကြေကဒေါ်လာတန်း100ကျော်အထိများပြားနိုင်တယ်လို့ AFP သတင်းကထုတ်ပြန်ထားပါဗျ။ပြည်ထောင်နိုင်ငံရဲ့အထင်ရှားဆုံးပြရိုက်ကြေးတစ်ခုဖြစ်တဲ့လူပြရိုက်မှာအော်တိုဘာ19ရက်ကပေါထွင်းမှုဖြစ်ခဲ့တာပါ။ ။စားလို့ရဲ့အလုံသမားတွေဖြင့်ဟန်ဆောင်ပြီးမျက်နှာပုံးနဲ့ဆွထားသူ၄ယောက်ကပြားရရဲ့စိမ့်မြက်ပတ်ချံကန္နာလိုင်းရဲ့အပေါ်ရက်ဘရင်းမောက်စီကိုလေကားတက်ထားတဲ့ထရက်ကားတစ်စီးကိုအသုံးပြုပြီးတော့ချဉ်ကပ်ခဲ့ပါတယ်။သူတို့ဟာဘရင်းမောက်ကိုခွဲဝင်ပြီးနောက်နန်းစင်ရတနာကိုမျိုးကိုလူရဲယူဆောင်ပြီးမော်တော်ဆိုင်ကယ်နဲ့ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ပေါက်ထွန်းမှုတစ်ခုလုံးဟာကြာချိန်9မိနစ်လောက်တွင်ပြီးမြောက်အောင်မြင်သွားခဲ့တယ်လို့သိရပါတယ်။ဆောင်နောက်တွေကအဲ့ဒီတခိုးတွေဟာ professional အဆင့်ထိပ်သီးဖောက်တွင်ဝေးစာမျိုးတွေဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါဗျ။ သူတွေကလက်နက်တွေကင်ဆောင်မလာပေမဲ့ဖောက်ထွင်းရေးလုပ်ငန်းသုံးအပေါ်စားကြိယာငယ်တွေဖြစ်တဲ့လွှာဆက်မီးမုန်ဆက်တွေကိုအသုံးပြုကြပါဗျ။ပြားရဲဖွင့်ငါစာချိန်မှာဖြစ်ပွားတဲ့အဲ့ဒီဖောက်ထွေမှုမှာနန်းစင်ရတနာကိုမျိုးခိုးယူခံခဲ့ရပြီးအဲ့ဒီထက်ကတရဖူတစ်ခုကိုတော့တခိုးတွေကြားကြံခဲ့လို့ပြန်ရခဲ့ပါတယ်။ဆုံရှုံသွားတဲ့နန်းစင်ရတနာရှင်မျိုးရဲ့တန်မိုးကယူရို88တန်ဒေါ်လာ102တန်လောက်ထိများပြားတယ်လို့ဆိုပါတယ်။ ဒီပြည်ကတာမန်ဖောက်ထွင်းမှုတစ်ခုမဟုတ်ပဲပြင်သစ်ရဲ့ရှင်းအောင်မွေနဲ့တွေကိုပါထိပါမှုဖြစ်ခဲ့တယ်လို့နိုင်ငံတော်လည်းသိခါကြားစရာအစီအစဉ်လို့ယူဆနိုင်တာကြောင့်ရဲတွေကတော့တရားခဏတွေကိုအပူတပြင်းစုံစမ်းနေကြပါဗျာ။